ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ် channel ကြီးကနေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မယ့်နေ့ဖြစ်ပါတယ်ဒီနေ့မှာတော့အာစနေနေ့ဖြစ်တဲ့အတွက်အဲဒီဒီဘက်မှာရှိတဲ့ဘောလုံးပွဲတွေအကြောင်းပုံမှန်အားဖြင့်တော့ပြောကြတာပါเนาะဒါပေမဲ့ဒီဒီဘက်ကအာ Premier League ပွဲတွေ Serie A La Liga လိကုဒီလိုအမှတ်ပေးပြိုင်ပွဲတွေရန်နာပြီးတော့နိုင်ငံတကာပွဲတွေကစားတဲ့ရည်သက်တစ်ပတ်ဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကပြီးခဲ့တဲ့ပွဲတွေနဲ့ပတ်သက်တဲ့အခြေအနေတွေအကြောင်းအရာတွေဘောလုံးနဲ့ပတ်သက်ပြီးတော့အဲလက်တလောပတ်ဝန်းကျင်မှာဘာတွေပြောနေနေဆိုတဲ့အကြောင်းအရာတွေကိုဒီနေ့ဆွေးနွေးတင်ဆက်သွားကြမှာဖြစ်ပါတယ် ပုံစံတိုင်းပဲကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်မှာအားသာအစီအစဉ်နေဆက်သူကိုစွန်းဝင်းစောနဲ့ကိုချင်းညီညာကျွန်တော်နဲ့တူပေါင်းရှင်းလင်းကြကြမှာဖြစ်ပါခင်ဗျာဘုရားမင်္ဂလာပါမင်္ဂလာပါကိုမတူရေအဲဒီတစ်ပတ်ကတော့ကျွန်တော်တို့ဆိုဘယ်လိုပြောမလဲနိုင်ငံတကာပွဲတွေရှိတယ်ပုံစံတိုင်းတော့ပြီးခဲ့တဲ့ပတ်တည်းကတော့ဒီပွဲမှာဘယ်သူနိုင်မလဲဘယ်လိုရှုံးမလဲဆွေးနွေးတာတွေထက်အခြေအနေဘယ်လိုရှိတယ်ဘယ်တင်းတဲ့အခြေအနေကောင်းနေတယ်ပရီးမီးယားလိဆိုခုနှစ်ပွဲပြီးသွားတာဟုတ်ကဲ့အဲ့တော့ခုနှစ်ပွဲပြီးရဲ့အခြေအနေလေးတွေပြန်ပြီးတော့သုံးသပ်ကြမယ်ဆွေးနွေးကြမယ်ပေါ့နော် အဲ့တော့အရင်ဆုံးအဖွင့်လေးပေါ့လေဖွင့်လေးကတော့ကုစိုးစော်ပဲစပါဘူးကုစိုးစော်အဲ့တော့ Premier League ကတော့ခုနှစ်ပွဲကစားခဲ့ပြီးပြီပေါ့နော်အဲ့တော့ခုနှစ်ပွဲကစားပြီးခဲ့တဲ့အချိန်မှာ Premier League နဲ့ပတ်သက်ပြီးတော့လက်တလုံးမှာဖြစ်ပေါ်နေတဲ့ကုစိုးစော်ရဲ့ခံစားချက်တွေတခုခုပေါ့လေဘာထူးခြားတာလေးရှိမလဲတခုခုလေးကုစိုးစော်အမြင်လေးစပြီးဆွေးနွေးပြပါဦးဟုတ်ဒီတာတာကျွန်တော်တို့ကမြင်ရတဲ့အချက်ကတော့ Premier League ရဲ့ဒီတာထွက်မှာအရန်ကြံနေတဲ့ Liverpool ပေါ့နော်တောက်လျှောက်9ဘွဲဆက်ခဲ့ Premier League 9ဘွဲဆက်ပြိုင်ပွဲဆို9ဘွဲဆက်နိုင်ခဲ့တဲ့အသင်းက ချက်ချင်းကြီးပါတောက်လျှောက်ကြီးဟိုသုံးပွဲဇက်တိုက်ပြိုင်ပွဲဆုံးမှာဇက်တိုက်ရှုံးပြီးတော့သူအမှတ်ပေးစရာထိတ်ဆုံးနေရအောင်အာဆင်နယ်အသင်းကိုပြန်ပြီးတော့လွှဲပေးလိုက်ရတယ်ပေါ့နော်ပြောချင်တာအဲ့ဒီနှုံတိုင်းသာသွားမယ်ဆိုရင်ဒီဟာဒီလီဗာပူးပဲရတော့မှာပါကွာဆိုတော့ခံစားမှုမျိုးကျွန်တော်တို့ဒီ၅ပွဲ၆ပွဲလောက်မှာရနေပေါ့နော်တခြားအသင်းတွေကအမှတ်တီးကျော်တယ်မန်စီးတီးဆိုသုံးပွဲမှာ၂ပွဲရှုံးသွားပြီအာဆင်နယ်ဆိုလည်းအဲ့ကာလမှာရှုံးပွဲတွေဂျုံသေးပွဲတွေဂျုံလာပြီအမှတ်က 9မက်လောက်ဟာနေတဲ့အနေထားရေပေါ့နော်ဒီပွဲစဉ်6ပွဲမှာ9မက်ဆိုတဲ့အနေထားအရင်များတော့နေကွာဒီပုံစံတိုင်းသာသွားရတော့ပရီးမီးယားလီးဂါကြီးလို့ကောင်းမှမဟုတ်တော့ပါဘူးကွာဒီအရင်ဆိုတော့ပြင်းစရာကြီးဖြစ်တော့မှာပါလို့ကျွန်တော်တွေးလိုက်တဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်လေးပါဘူးကပဲလစ်ကိုရှုံးတယ်ချဲဆီကိုရှုံးတယ်ကလာတာဆီကိုရှုံးပြီးတော့၃ပွဲစတိုက်ရှုံးသွားတယ်ဆိုလေဗာပူးသင်းရဲ့ဒီချက်ချင်းကြီးပေါ့နော်ကြောင်းမြန်ဒီဖြစ်သွားတဲ့ပုံစံကြီးကကျွန်တော်တို့တော်တော်လေးအော်စီရဲအဲ့ဒီကာလမှာအာဆင်နယ်ကမမှန်လေးပဲအရင်ကြီးကောင်းတာလည်းမဟုတ်ဘူးဟုတ်ဟုတ်သူ့ရဲ့ဒီယာစီခြေစမ်းကြည့်လိုက်အရင်ကြီး performance ရ တားကောင်းနေရမဟုတ်ပဲမြေသူတို့ရဲ့ကစားသမားစုဖွဲ့မှုနဲ့ပုံမှန်လေးသွားရင်းနဲ့လေဘာဘူးသင်းဒီလိုအမှတ်ရော့ချိန်မှာအမှတ်ပြေးယူပြီးတော့ဒီအမှတ်ပေးစားထိတ်ဆုံးနေရာကိုပြန်ပြီးတော့ယူသွားနိုင်တယ်ကျန်တဲ့အသင်းတွေကတော့တိတ်ထူးထူးတွေပြောစရာမရှိပါဘူးဟုတ်မက်ဆီတီဆိုရင်ဒါကစားသမားတဲ့အဓိကတော့ဂိုးသမားပေါ့နော်ဂိုးသမားဒွန်နာရမာကိုသူတို့ခေါ်ပြီးနောက်ပိုင်းမှာတော့တောက်လျှောက်မရှုံးတော့ပဲနဲ့ပုံမှန်လေးနဲ့ချန်ပီယံဒီတိုက်တဲ့ reset ကိုပြန်ရောက်လာတယ်တခြားအသင်းတွေက Chelsea တို့လို Man United တို့ Spurs တို့ကတော့တိုက်တဲ့ reset မှာဟိုအမှတ်ကွာချက်အရအရင်ကြီးမကွာသေးပဲသူတို့ရဲ့လက်ရှိ ကစားသမားစုဖွဲ့မှုသွားနေတဲ့ trend တွေ form တွေရတော့ title reset မှာမပါလောက်သေးဘူးလို့ကျွန်တော်တို့ဒါဖယ်ထားခဲ့လို့ရတဲ့ထက်မှာအခုဆိုရင်ငါးမှတ်ဦးဆောင်နေတဲ့ Liverpool သင်းနှစ်ပွဲဆက်ရှုံးပြီးနောက်ပိုင်းမှာ title risk ကပြန်ပြီးတော့ tight ဖြစ်သွားပါဘောနော်သုံးသင်းပြန်ဖြစ်သွားတယ် Arsenal နဲ့ Liverpool ကတမတ် Arsenal နဲ့ Man City နဲ့ကသုံးမတ်အဲ့လိုပေါ့နော် Man City နဲ့ဒီအပေါ်က Liverpool Arsenal နဲ့ကြားမှာရပ်ကနှစ်မှတ်သုံးမတ်ပဲဆိုတော့တော်တော်လေးကြည့်လို့ကောင်းတဲ့အချိုးအခွေတခုကိုပြန်မြင်ရတယ်ဆိုတော့ဒါပေါ်လုံးပိအသက်တွေတော့ဒီလိုလေးမြင်ကြကြပါပဲဗျာ။တရားဒီလိုဒီတိုင်းသွားပြီးမှ ရာသီကုန်ကြီးမှာပိုထိုက်တန်တဲ့အသင်းရရွားရဲဆိုရင်လည်းပိုပြီးတော့လည်းကြည့်ရတာဝိသေတွေအတွက်လည်းအထိပ္ပယ်လည်းပိုရှိမယ်ထင်ပါဒီချက်လေးကတော့ကျွန်တော်တို့ဒါဒီရာဒီပွဲစဉ်ခုနှစ်အတွင်းပေါ့နော်ဒါကြီးကြီးမားမားအလှည့်ပြောင်းနေတဲ့ရတခုလို့ကျွန်တော်မြင်ပါတယ်ဟုတ်ပါတယ်ကိုဆိုအဲ့တော့ဒီလီဗာပူးဒါဆိုတော့ပွဲစဉ်ပရီးမီယာလိဂ်ကိုဆိုရင်ပြောခဲ့သလိုပေါ့ပရီးမီယာလိဂ်ပွဲစဉ်၄၅အပြီးနောက်ပိုင်းအခုဖွန်လောက်ထိအဲ့လိုစားဆက်တိုက်ဆက်ပြီးတော့ဆီဇွန်နေရလက်ဒီဆက်ကောင်းနေမှာဆိုရင်အခုလောက်သိဝင်သားပြကောင်းကောင်းကြီးမှာကောင်းတော့မှာပေါ့နော်အဲ့တော့အခုချင်းချင်းပြောပါဦး အဲ့တော့ဟိုကျွန်တော်တို့ရုပ်ရှင်နေဇလန်းတွေမှာဆိုရင်တော့ပြိသက်မြင်ကြတဲ့ခါလေးရှိရပေါ့သူလည်းမင်းသားနဲ့မင်းသမီးကိုဟိုတွေ့နေကြတာတို့ဟိုမဆုံစည်ခြင်းဘူးလို့ဒီနေရာမှာသူတို့နှစ်ယောက်ကိုတွေ့လိုက်ရင် ဟိုပြိတ္တဖြစ်စေချင်တာလေးရှိရပေါ့ဒါပေမဲ့ဇလန်းတွေကပြိတ္တဖြစ်စေချင်တာလေးမဖြစ်ကြတာများအချိုးကွေလေးတွေပေါ့လေဒါပေမဲ့အခုပရီးမီးယားလိမှာလည်းအဲ့လိုကြည့်နေတဲ့ပြိတ္တဖြစ်စေချင်တာလေးရှိရပေါ့လေအဲ့တော့ခုစိုးစိုးရှေ့မှာပြောခဲ့သလိုဟာဒီပါဦးစတောက်ရှောက်နိုင်နေတိုက်တဲ့ race ကຢາດີອຊາມາເບ່ປຽດຖွက်ຕົ້ານເບ່ບໍ່ເອົາເນເນລີ້ອັມແລີ້ກັດຕົ້ານຫຍັງກ້າວມາເບ່ດັ່ງເບ່ປະຕິດຜິດສີຈິນດາລີ້ຫາຜິດຜິດລະເບ່ຜິດລະເກີຍຜິດລະສໍມາຈ້ອງຜິດຜິດລະເລີ້ຖິນເລີ້ບໍ່ເນາະຜິດອອກເລົ່າໄປໄລດາລະຜິດກູຜິດຕົ້ານຈາລະບໍ່ເນາະ ဒါကတော့ဟိုတိုက်ဆိုင်တာလည်းဖြစ်မှာပေါ့လေဒါပေမဲ့တစ်ခါလေးကြောက်လည်းကျွန်တော်တို့ဟိုနောက်ွယ်မှာအကြောင်းပြချက်တွေအများကြီးရှိတာပေါ့လေတစ်ခါလေးမှာဟိုဖြစ်ကိုဖြစ်ဖို့ကြောင်းဖန်လာတာလည်းဖြစ်လိမ့်မယ်ဒါလည်းတော့ဟိုပြောအပ်ခတ်တာပေါ့နော်ဟုတ်ပါတော့ဒါပေမဲ့အကိုပြောသလိုပဲဒီဇညိုးရေးထားသလားလို့ထင်ရတာဗောလေရှေ့မှာလီဗာပူးကလောကတစ်ချက်မှချိန်မချော်ဘူးချိန်ချော်မလားချိန်ချော်မလို့လို့ချိန်ချော်မလို့လဲဒီ late drama တွေနဲ့နောက်ဆုံးမိနစ်ဂိုးတွေနဲ့အဲ့လိုဂါးပွဲလောက်မှာဂါးပွဲမှာလီးပွဲလောက်ကနိုင်တယ်အာဆနယ်တကွဲကတော့80ကျော်မှသွင်းနေဆိုတော့ကျန်တဲ့ပွဲကြီးအားလုံးက last minute တွေကြီးပဲအဲ့တော့ ာစနယ်ကဒီထဲမှာ2ပွဲလောက်အမတ်ယော့သွားတယ်အဲ့တော့9မှတ်လောက်ပြတ်သွားတယ်မန်စီးတီးလည်း2ပွဲလောက်ရှုံးသွားတယ်ဒါစပါးကိုရှုံးသွားတယ်နောက်တစ်ပွဲရှုံးတယ်ဘရိုက်တန်ကိုရှုံးတယ်2ပွဲလောက်ရှုံးသွားလီဗာပူးနဲ့6မှတ်လောက်ပြတ်သွားတယ်အာစနယ်က9မှတ်မန်စီးတီးက6မှတ်ဆိုတော့9ပွဲလောက်မှာဒီလောက်နေထားဆိုတော့ရှေ့ဆက်ဆိုရင်ဟိုရှုံးဒီဘက်ကအသင်းကြီးအားပြတ်သွားမှာကြောက်ရတာပါလေအဲ့ဒါကိုစိုးရိမ်တာပါဦးနောက်ကိုဆုံးတော်ပြောလို့ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့လီဗာပူးပြန်ချော်လာတယ်2ပွဲဆက်ကိုပြန်ချော်တယ်ပယ်လစ်ကိုရှုံးတယ်ဦးပြီးခဲ့ဘက်ကလည်းစတိုက်ပဲပြန်ပြီးတော့ရှုံးသွားဆိုတော့2ပွဲဆက်အရှုံးမှာအာစနယ်ရော မန်စီးတီးရောနှစ်သင်းလုံးကပြန်ပြီးတော့အမှတ်တွေယူထားတယ်ဆိုတော့ဇန်ညူကတော်တော်လေးကောင်းသွားတာပေါ့နော်အဲ့မှာဒီသင်းသုံးသင်းပြန်ပြီးတော့ပရီးမီးယားလိဒီပြေးလမ်းမှာတကောင်တည်းပြေးနေတာနေပြီးတော့နှစ်သင်းမဟုတ်ဘူးသုံးသင်းဖြစ်လာတယ်ဆိုတော့အဲ့တော့လီဗာပူးအာဆနယ်မန်စီးတီးဆိုတဲ့သုံးသင်းပြန်ဆိုတဲ့အခြေအနေမှာလိတ်ခဲတဲလေးဖြစ်လာတယ်အဲ့တည်းမှာမှာလီဗာပူးကနောက်ကနေပြန်လိုက်ရမယ့်ပုံစံဖြစ်သွားတာသူအမှတ်ရတော့တရောင်းတရောင်းသင်းသင်းဘာမှမကွာဘူးအထိတ်ဆုံးရောက်သွားတဲ့အာဆနယ်နဲ့လီဗာပူးကြားမှာလဲတမတ်လောက်ပဲကွာဒါပေမဲ့ နှစ်ပွဲဆက်ရှုံးထားတယ်ဆိုတဲ့အခြေအနေမျိုးမှာစိတ်တပိုင်းမှာယုံကြည်မှုကသူကအများကြီးညော့နေဒီမှာသူ့မှာအာလီစလော့မှာအခုကပြန်ပြီးတော့ပြင်ဆင်ရမယ့်ဟာတွေသူဖြည့်ရှင်းရမယ့်ပုံစံတွေအများကြီးဖြစ်လာမေကိုးတွေကအများကြီးထွက်လာပြီကွယ်ဟိုကျွန်တော်စောင်းပွဲတစ်ပွဲလိုပဲကျွန်တော်တဘာသာကိုကောင်းကောင်းဖြေလိုက်ပြီဆိုတော့ကျွန်တော်ယုံကြည်မှုရတာနောက်ဘာသာတွေကျွန်တော်ဆက်ပြီးတော့သွားဖို့တော့ကောင်းပါတဘာသာလုံးမှာထောက်သွားပြီဟေးဆိုရင်စိတ်ကောလူရောက rest ဖြစ်သွားပြီးတော့အဲ့မှာနောက်ခြာတွေအဆင်မပြေတော့အဲ့လိုပဲ liverpool က ရှေ့မှာတောက်လျှောက်နှစ်ပါးသားလောက်သုံးပါးသားလောက်ပြေးတာအဆင်ပြေနေတယ်ကြီးဒါပေမဲ့သုံးပါးသားလေးပါးသားလောက်မှကဦးခွေလာထက်သွားပြီးတော့ထောက်သွားတယ်ဆိုတဲ့အခြေအနေမှာနောက်လာမဲ့ဟာတွေမှာအဲ့လိုမျိုးကြီးဆက်ထောက်နေမှာလားဆိုတာဒီကလေဘောပြည်သက်တွေကိုယ်တိုင်စိတ်ပူလာပြီဒီတိုင်းဆိုရင်ငါတို့အဆင်ပြေပါတော့မလားဟိုအများကြီးပဲဗျာအခုအားလုံးပြောနေကြဆာလာဆိုရင်ဒီ Chelsea ကိုရှုံးတဲ့ပွဲမှာဆိုရင်သူ့ရဲ့ treatment သူအားတန်ပါတယ်ဆိုတော့ဒီတောင်မန်းလေးလွတ်လွတ်ပြေးသွားမယ်အခုချိုးဝင်တယ်ပြီးတော့ဆက်ကန်မယ်သူရှေ့မှာကာနေတဲ့ကစားမှလည်းမရှိအရင်ကအဲ့လိုမျိုးက ရှေ့မှာလိုက်ပြီးတော့2ယောက်လောက်ကာနေရတော့မှအဲ့ကာနေတဲ့ကစားသမားတွေဝိုင်းပြီးတော့ဂိုးသမားမမိတဲ့တဲ့ဒေါင်းကိုလှမ်းပြီးကန်တာကွက်တိပဲအဲ့အဲ့တော့ရှေ့မှာကာတဲ့ကစားသမားလည်းမရှိလွတ်လွတ်ကျွတ်ကျွတ်ကြီးသူစိတ်ကြက်ကြီး open ကြီးကန်ရတယ်ကန်တယ်ဂိုးသမားဘောပေါက်တဲ့လို့ဘောသမားဖမ်းသွားတာဒါတမျိုးလေအခုကဘောပေါက်တော့မတည့်ဘူးဆိုတော့ဒီမှာဆာလာရဲ့ဟို finishing skill တွေဆာလာရဲ့လောအားနှုန်းတွေကျသွားပြီလားမနှစ်ကလို့မဟုတ်တော့တော့သေးကြတယ်အဖြေရှင်းရမှာတော့အများကြီးပေါ့နော်နံပါတ်10မှာ Florian Vest ကအခုထိအသက် အံဝင်သေးဘူးဤဆက်ကလည်းအာကိုတကြီးနဲ့ဒီခေါ်လာပေမဲ့အခုချိန်ထိကိုသူကလည်းဟိုကြံ့ခိုင်မှုပြဿနာတွေအသင်းအသင်းနဲ့အသားကြဖို့တွေအများကြီးရုန်းကန်နေရသေးတယ်ဆိုတော့အများကြီးပဲဖြစ်ရှင်းရလို့စာကွင်းလယ်မှာမဲ့အလစ်တာဆိုရင်မနစ်ကခြေစွမ်းမျိုးကြံ့ခိုင်မှုမပြည့်ဘူးတော့မနစ်ကခြေစွမ်းမျိုးသူမရနိုင်ဘူးအဲ့တော့ကွင်းလယ်မှာ gravel bag တယောက်တည်းရုန်းကန်နေရတာတွေ ပြီးတောင်ပန်ဒီဖူးဘက်တွေကအာနိုမရှိတော့တဲ့ဖူးဘက်တွေကအရန်အာရော့သွားပြီးအစ်စ်တွေနဲ့အဆင်မပြေအထိုင်မကျသေးဘူးပေါ့လေပြောပြချင်တာကကစားမအစ်စ်တွေနဲ့ကျွန်တော်အထိုင်ကျဖို့လေဘာဘူးကအဲ့တော့ကစားမအစ်စ်၄-၅ရောက်လောက်အသင်းကိုပြန်မွမ်းမံထားတဲ့ဟာကောင်းွက်ရှိသလိုဆိုးွက်ရှိတယ်။အရာတိုင်းမှာကျွန်တော်အသာကျဲရှိသလိုအားနေချက်ပြန်ဖြစ်သွားတယ်ဆိုတာမျိုးလေးတော့မြင်လာရပါတယ်။ဟုတ်ကဲ့ဒါကကျွန်တော်တို့ဒီဒီလီဗာပူးရဲ့ပွဲစဉ်ခုနှစ်ပွဲပြီးမှအမှတ်ပေးစရာဥဆောင်သူရဲ့အဲဒီဖြစ်လာတဲ့အချိုးကွေတွေအကြောင်းပြောကြတာပေါ့နော်အဲတော့အခုဆိုရင်တော့ဟိုပြောခဲ့သလိုပဲ ရိသတ်ဖြစ်စေချင်တာလေးတွေနဲ့လီယာစိတ်ဝင်စားစရာလေးတော့ပြန်ဖြစ်လာတယ်တိုက်တရီဆဲမှာသုံးသိန်းပြန်ဖြစ်လာတယ်နောက်တစ်ခုကကိုချင်းကြီးပြောခဲ့သလိုပဲအဲလီဗာပူးကလက်ရှိအချိန်မှာတော့ကိုချင်းကြီးပြောတော့ပြန်ချုပ်လိုက်လို့ရှိရင်ဒီရာသီအစကနေအဖွဲ့ကနေ၄၅ဘွဲလောက်ထိတော့ကိုစွန်းတော်လည်းပြောပါတယ်ချန်ပီယံဆုသူတို့ပဲရတော့မှာဆိုတော့ဥဆောင်မှုအနေနဲ့သွားခဲ့ပြီမဲ့အခုအမတ်မပြတ်ဘူးဆိုပေမဲ့လီဗာပူးက ဟိုထိတ်ဆုံးကနေဥဆောင်သူအနေနဲ့ပြေးမှာတော့မဟုတ်တော့ဘူးဒါအမှတ်ကိုပြောတာမဟုတ်ဘူးစိတ်တဲ့အရေးရာအရာ तू ကဟိုအစင်နယ်တို့ကိုဟိုအအပေါ်ဇီးရတယ်ဆိုတာတဲ့အနေဆုံး level လောက်ကနေစပြီးတော့ပြန်တာထွက်ရတော့မယ်ဆိုတာမျိုးဖြစ်သွားတာပေါ့နော်ဆိုအဲ့အဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ဆွေးနွေးချင်တာကအခုအမပေးဇေယားမှာဒါထားပါတော့ကျွန်တော်တို့ရမှတ်ကွာမှုလေးတွေကလည်းအရင်မကြည့်ပြန်ဘူးချင်းကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဘာဟိုတွေးလို့ဟို ြောရရင်တော့ဟိုခုနပွဲပဲရှိသေးတယ်ချန်ပီယံဖြစ်ဖို့အကြောင်းနေပြောရတော့တိတ်စောသေးတာဒါပေမဲ့ချန်ပီယံဖြစ်မဲ့ပြီးလိုင်းကြောင်းတွေမှာဘယ်သင်းတွေကပို့ပြီးအဓိကရှိနေလဲဆိုတော့ပြောလို့ရတယ်အဲ့တော့ခုဆိုရင်တော့အခုချင်းကြီးကပြောခဲ့တဲ့၃သင်းရှိရပေါ့နော်အခုအဆင်နဲ့အာမက်ဆီဒီအာလီဗာပူးပေါ့နော်အဲ့တော့ကျွန်တော်တို့အာဆင်နဲ့ကမတိမတာနဲ့ဟိုတိုးတက်မှုတွေ ြန်ပြပြနေတယ်ဗောလေလိုအပ်ချက်လေးတွေရှိနေသေးပေမဲ့သူတိုးတက်လာတယ်ဆိုတော့ကျွန်တော်တို့လက်ခံရမယ့်အခြေအနေတစ်ခုမှာရှိနေတယ်မဖြစ်မနေဗောလေအခုထိတ်ဆုံးကိုလည်းရောက်နေပြီတော့အဲ့တော့ကျွန်တော်တို့ဟိုဆက်သွားကိုချင်းကြီးပြောပါတယ် Anish Law ကဘာဘာလေးဝီနေဝီဘာဗောလေအားသာချက်လေးတွေရှိတယ်လို့ Anish ကလေပုံမှာဘာလေးတွေရှိတယ်အဲ့ဒါလေးတွေရှင်းရအောင်ဗောနော်ဟုတ်ရှင်းရအောင်ပဲ Man City ဆိုရင်လည်းကိုဆိုရင်တော့ပြောခဲ့တယ်လို့ပဲဘာပဲဖြစ်ဖြစ်ဟို Donnarumma ခေါ်ပြီးရနောက်ပိုင်းမှာသူကမတိမတာလေးပြန်ပြီးတော့တိုက်တူရှယ်ကိုပြန်ချင်းကတ်လာတယ်ဗောအဲ့တော့ အာဆင်နီယာလည်းဘယ်လိုပဲဖြစ်ဖြစ်တိုးတက်မှုတွေရှိလာအဲ့တော့ဒီ၃သိန်းအကြောင်းလေးကျွန်တော်တည်ပြီးပြောကြည့်ကြအောင်အဲ့တော့ဒီထဲမှာချန်ပီယံဖြစ်မှုက၃သိန်းမှာ၂ယောက်ရှိရပေါ့လေ၂သိန်းကချန်ပီယံဖြစ်တယ်အဲ့၂သိန်းကချန်ပီယံဖြစ်မှုတယ်၂ယောက်ဆိုရင်ဒါလူဘူပြောမှာဆိုဂွာဒီယိုလာနဲ့ဒါအာနက်စလော့ပေါ့လေဆိုတော့ဟိုအာဒီဒါဒါပရီးမီးယားလိမှာဒါနီးပြနေတဲ့ချန်ပီယံမဖြစ်ဘူးသေးဘူးပေါ့လေဆိုတော့အဲ့ ဲ့ဒီအားနေချင်းအားသာချက်တွေကဘာတွေဖြစ်နိုင်မလဲပေါ့နော်ခုဆိုရင်ဆိုအဲ့လိုဆွေးနေပါအောင်အာဒါမနစ်ကအနေစတော့ဆိုတနစ်ထဲနဲ့ဒါချန်ပီယံဖြစ်တယ်ဒါပေမဲ့သူဖြစ်ဖူးသွားပြီဒီတွေ့ကြုံတွေရှိထားပြီပေါ့လေအသင်းသားတွေကလည်းချန်ပီယံဟိုအရသာကိုတီးပြီးသားဒီလိုင်းကြောင်ရှောက်ဖူးသားပေါ့မန်စီးတီးဆိုရင်တော့ဒါအချင်းချင်းရှောက်ခဲ့ပြီးသားလားပေါ့ဒီနော်အဲ့တော့အာဒီအာဆင်နယ်တို့ကတော့ဒါပထမဆုံးဖောက်ရမယ်လမ်းပထမဆုံးရအောင်ယူရမယ်လမ်းပထမဆုံးဒီချန်ပီယံဆုဖြစ်နိုင်ဖြစ်နိုင်မယ့်အခြေအနေလေးပါရောက်နေတယ်ပေါ့အဲ့တော့ဒီပုံမှာ ဟိုဆိုရင်တော့ဘယ်လိုမြင်လဲပေါ့ဒီဒီဘက်တော့ရောက်ပေါ့နိုင်နိုင်ရှင်မူလေးနေတဲ့ဒီပိုင်းနဲ့ပတ်သက်ရင်တော့အဒီတာကအမှန်တိုင်းပြောရင်တော့ပရီးမီးယားလိမှာအခုသူကတက်တေပြစရာကလည်းအဲ့စူပလာယူပြဖို့ပဲကြံတော့သူလုတ်ပြခဲ့တာတွေအာဆနယ်အတွက်ဒီသူကင်ွယ်တဲ့600ဒီပေါ့နော်600ဒီမှာ800ဒီရတော့သူလုံးဝ phase 1အနေနဲ့သူအသင်းကိုစတီဆောက်တယ်အရင်နီးပြတွေလက်ထက်ကအသင်းကိုသူစတီဆောက်ရင်းနဲ့300ဒီအမြောက်လောက်မှာအသင်းကလမ်းကြောင်းပေါ်မှာရောက်လာတယ်ဒီနောက်300ဒီကျတော့တိုက်တယ်ကို challenge လုပ်တဲ့အပိုင်းရောက်လာတယ်အဲ့ challenge လုပ်တဲ့300ဒီမှာတည်းကသူ့ရဲ့ဒီကစား squat ဒီအနေထားကအလက်ရှိလိုမျိုးသားဆိုရင်သိကြတယ်အဲ့300တိမှာအ ਨੇ ဆုံးတစ်ကြိမ်တော့သူရှိရဖြစ်ခဲ့မှာအဲ့တော့သူတက်တည်ပြစရာလိုတာကအာဆင်နယ်ကိုသူ phase 1 phase 2အဆင့်ဆင့်တက်လာတာမှာအခုဒါသူကတိုက်တယ်ကိုယူပြရတော့မယ်အဆင့်ဖြစ်သွား challenge မဟုတ်တော့ဘူးဗျာတိုက်တယ်ကိုလုံးဝယူပြရတော့မယ်ဒီအဆင့်ကိုအောင်မြင်သွားရင်သူကလက်ရှိအာနီစလော့ထက်လည်းဗျာမနိုင်ဘူးဗျာအခုလက်ရှိမှာတော့ဖလားယူပြထားတဲ့နီးပြပို့ပြီးတော့ဗျာအသိမ့်မဲ့ပြူရမယ်မှန်တယ်တရားစီတွင်းရောက်တယ် ချက်ချင်းကြီးဖလားယူပါပါဆိုအရန်ကိုကြမ်းလွန်းတယ်ဗျအနီစလော့ရဲ့အတွက်ကမနစ်ကရာသီကအမှန်တိုင်းပြောရင်တော်တော်လေးကိုသူ့အတွက်ဗျာဟိုဖူးထစ်မရှိလောက်အောင်ကိုချုံးမွေခဲ့တာဟုတ်ဟုတ်ဒီရသီကမှသူကိုယ်တိုင်အသိကိုတိဆောက်တဲ့ကာလကြာမှသာနည်းနည်းလေးအခုလိုပေါ့အတိန်ဆောင်လေးတွေကျွန်တော်စောစစ်မြင်လာတော့သူ့အတွက်မနစ်ကဒီနီးပြဟောင်းဒီ club ရဲ့အသင်းကိုသူကန်တွဲရတာအရင်ကိုစမှုဖြစ်လွန်တယ်သူရဲ့ ideology လေးနည်းနည်းပေါင်းထည့်ပြီးအရင်နိဗျရဲ့ ideology နဲ့နှစ်ခုပေါင်းလိုက်တော့အသင်းကဟန်ချက်မပြတ်နဲ့မမှန်လေးနဲ့ဖလားယူသွားတယ်ဗျအရင်ကိုကျွတ်တယ်မနစ်ကသူတို့ယူသွားတယ်ပုံစံဒီနှစ်ကတော့ကျွန်တော်အာလီစလော့အတွက်စိန်ခေါ်မှုကြီးမားမယ်လို့ကျွန်တော်တို့ရာသီကြိုးပြင်ဆင်မှုတွေကကျွန်တော်တို့ကတွတ်ထားပြီးသားဘာလို့သူ့လက်သူ့ချင်းနဲ့အသင်းကိုပြန်တီးဆောက်ရတော့မယ်အရင်အသင်းကိုပိုကောင်းအောင်လုပ်ပြရတော့မယ်ဆိုတဲ့အချိန်မှာရာသီဖွင့်မှာအကိုတို့ရှေ့ပိုင်းလေးမှာပြောသလိုပေါ့အရင်ကအရင်ကောင်းလွန်တော့ဟာအာလီစလော့အတွက်ပရီးမီးယားလီကလွယ်လွန်သလားလို့ကျွန်တော်မေးခွန်းတွေထုတ်ကြတယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်း ဟို channel လေးတွေမှာလည်းပြောကြရပါအရင်လွယ်နေသလားဗော Premier League ကအခုနောက်ပိုင်းမှာတော့သူပြန်ကြွားတဲ့အချိန်မှာ Arsenal ကထိဆုံးကိုဦးဆောင်လာတယ်ဒီနေရာမှာ Arsenal ကပတ်သက်ရင်ကျွန်တော်တို့ကရှစ်300ဒီလုံးကကျွန်တော်တို့ Arsenal တိုက်တဲ့ challenge ထဲမှာထည့်ရမှာမဲ့ဟိုပိတ်သက်နေနေပဲကြီးကြီးကျွန်တော်ဘောလုံးဝေဖန်သူတယောက်နေနေပဲကြီးကြီး Arsenal champion ဖြစ်နိုင်လားလို့ပြပြဝဝယုံကြည်လားဆိုမယုံကြည်ဘူးကဒီဟာဒီကတော့အဲ့လိုစိတ်မျိုးမဟုတ်တော့ဘူးဟုတ် Arsenal champion ဖြစ်နိုင်တယ် Arsenal က champion ဖြစ်ဖို့အတွက်ဟိုအကောင်းဆုံး အနေထားမှာရှိနေတယ်ဆိုတာမျိုးအခုကျွန်တော်တို့ကရာသီမစခင်တည်းရောရာသီစနေတဲ့အချိန်မှာကျွန်တော်တို့ယုံခဲ့တယ်ဒါပေမဲ့ရှစ်ငါးပွဲလောက်မှာတော့ရှစ်စကားကိုပဲပြန်ကောင်းရင်လေဘာဝီအဲ့လောက်ကျန်းနေရကြအောင်ဟုတ်ပါမလားဆိုတော့အတွေးမျိုးဝင်မိပဲအခုချိန်တွေကလမ်းကြောင်းမှန်မော်ရောက်သွားပြီဆိုတော့ကျွန်တော်ထင်တယ်ဒီနှစ်ကအာဒီဒါနဲ့အာဆန်နယ်အတွက်အရန်ကိုလည်းစိန်ခေါ်မှုကြီးတယ်လှုပ်ပြရမယ့်အရာတွေလည်းများတယ်လှုပ်ပြနိုင်ကြလေရှိရလို့ထင်တယ်။ဘာလို့ဆိုသူကြတော့ခုနလေဘာဦးနဲ့မတူတာကရှစ်လယ်နောက်နေရာစုံပါသူကကစားသမားတွေ ထပ်ပြီးတော့ဗျာကစားသမား၈ယောက်လောက်ပေါင်းထားတာခုကစားသမားတွေထွက်သွားလို့ပေါင်းတာမဟုတ်ဘူးအရင်ရှိပြီးသားအသင်းကိုနောက်ထပ် squad bid အနေနဲ့ထပ်ပေါင်းလာဆိုတော့ပုံရင်အားတောင်းရတယ်ဒီပါဦးကျတော့ထွက်သွားတဲ့ကစားသမားတွေကိုနေရာတွေကိုသူကအစားထိုးတာမအာနိုးထွက်သွားလို့ညာချမ်းမှာ frame ပေါင်းကိုအစားထိုးရတယ် robertson ကျသွားလို့ဘယ်ချမ်းမှာကကတ်ကိုအစားထိုးရတယ်မဂျိုတာဆုံးပါသွားလို့မရှိတော့တဲ့အခြေအနေဒီရက်ထွက်သွားတဲ့အခြေအနေပြီးတော့နူနက်ဆွတ်သွားတဲ့အခြေအနေကြောင့်တိုက်စစ်ကိုထပ်ပေါင်းကအဲ့ကစားသမားတွေနေရာမှာအစားထိုးရင်းနဲ့အသင်းကပြန်တိဆောက်စဲကာလာဆိုတော့သူတို့အထိုင်ကျသွားရင်တော့လေဘာဘူးက တို့လိုချင်တဲ့အနေထားတစ်ခုကိုရောက်ကောင်းရောက်လာလိမ့်မယ်ဒါပေမဲ့လောလောဆယ်မှာတော့အတင်းကထွက်သွားတဲ့ကစားသမားတွေညာတွေအစ်စ်တွေအစားထိုးတယ်ဒီစားသမားတွေကအထိုင်မကြသေးတော့တည်ငြိမ်မှုပြတ်ပြားသွားတယ်ဆိုတော့ဒီအချိန်လေးမှာတော့အာဆင်နယ်ကပို့ပြီးတော့အခွင့်အရေးပို့ရှိရလို့ထင်တယ်ဟိုတကယ်ကတေးသေးချာချာနေရာလိုက်တင်မှာကြီးမယ်ဆိုအာဆင်နယ်ရဲ့လိုအပ်ချက်ကအများကြီးမရှိဘူးကျွန်တော်အဲ့ဒီပိုင်းနဲ့ပတ်သက်လို့လည်းယော်ဂရက်အကြောင်းလေးကိုပြီးခဲ့တဲ့အပိုင်းအရမ်းကျွန်တော်ပြောပြကြရပါတော့ယော်ဂရက်ကပုံမှန်ဂိုးသွင်းနေမယ်ဆိုအာဆင်နယ်ကလိုအပ်ချက်အလုံးဟိုပြည့်စုံသွားပြီလို့ပြောတာအခုတော့လောလောဆယ်မှာယော်ဂရက်က မျောလင့်ထားတော့တော့ဂိုမသွင်းသေးဘူးအသင်းရဲ့တိုက်စစ်မှာတော့သူကတကယ်အဝင်ခွင့်ကြားနဲ့အသင်းတိုက်စစ်ကိုတော့ဥဆောင်ပြီးတော့ကစားနေတယ်ဒါပေမဲ့တိုက်စစ်မှုတစ်ယောက်အနေနဲ့ပြောမယ်ဆိုသူအသင်းဟောင်းစပို့တင်းမှာသွင်းခဲ့တဲ့နှုံးနဲ့ကြည့်မယ်ဆိုရင်အများကြီးလျော့ပါတော့ဒါကတော့လီစင်တန်တိုင်ဘက်တည်းရဲ့အနေထားခန်းစင်စားသမားတွေရဲ့အယီသွေးကစားတဲ့နေပယ်မတူတာနဲ့လည်းဆိုင်ကောင်းဆိုင်နေမယ်ဆိုတော့အာဆင်နယ်ကတော့အခုမေဂွန်လေးကိုပြန်မေးရတယ်ဒီနှစ်ကလုတ်ကိုပြရတော့မယ်နေအဲ့လိုစိတ်မျိုးလဲကျွန်တော်တို့ရင်းထဲမှာဗျရောက်နေပါခန်းစားမှုကအဲ့လိုမျိုးရနေဆိုတော့ ဒီနှစ်ကတော့တော်တော်လေးဒီအာတီတာအတွက်စိတ်ခွန်မှုလည်းကြီးတာမှန်တယ်လို့တသက်ပြစရာလည်းရှိပါတယ်ဟုတ်ကဲ့အဲ့တော့ဘယ်ဆိုရောဒီအာဆင်နယ်နဲ့ပတ်သက်ပြီးရောအရှင်းပြသွားတာတဆင်ချင်းဒီတိုင်အရှင်းပါတယ်ပြီးခဲ့တဲ့၃နှစ်တစ်ဖြတ်၃နှစ်တစ်ဖြတ်စီဒါပေမဲ့ဒီနှစ်ရောက်လာတဲ့အခြေအနေကဟိုဘယ်လိုပြောရမလဲဟိုစိန်ခေါ်သူတယောက်ဆိုရတဲ့ချန်ပီယံဖြစ်ဖို့ဟိုအဆင်သင့်ဖြစ်နေတဲ့အခြေအနေမျိုးလောက်မှာရှိရတယ်အခြေအနေသာပြီးခဲ့ရင်ဒါတို့တကယ်လုံနိုင်ခဲ့ရင်တခြားသော ပယောဂတွေကြီးကြီးမားမားအမောက်ပယောဂတွေမရှိခဲ့ရင်တော့ဒါအာဆင်နယ်နှစ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြောနေကြတာအာဆင်နယ်ချက်ပြတ်ပါနေလို့ဟေးပေါ့အာဆင်နယ်ချက်ပြတ်ဖြစ်နိုင်တဲ့နှစ်ပေါ့ယာဒီပေါ့ယာဒီပေါ့အေးယာဒီပေါ့နော်နှစ်တော့ပြောနေတာအာဆင်နယ်ချက်ပြတ်ဖြစ်နိုင်တဲ့ယာဒီဖြစ်ဖြစ်လာနိုင်မလားပေါ့အဲ့တော့ကျွန်တော်တို့ကပြောနေကြတာကအာဆင်နယ်ပူပြီးတော့ဟိုအသားပြီးပြောဆိုနေကြတာတော့မဟုတ်ဘူးဘာဖြစ်လို့ဒီသုံးငင်းထဲမှာအာဆင်နယ်ပူပြောခဲ့ရတာလဲပြောဖြစ်နေကြတာလဲဆိုတော့ သူကလက်ရှိအဲ challenge ဖြစ်နေပြီးတော့ဖလားရမနေလို့ပေါ့လေဖလားရမနေလို့ဆူလာနဲ့ဝေးနေတော့အဲ့တော့ Man City တို့ Liverpool တို့ကကျွန်တော်တို့ကဟိုပြောစရာမလိုအောင်ဟိုသူတို့တက်တည်ပြပြီးဒါဟိုဆူလာတွေလည်းရခဲ့ပြီးအောင်မြင်မှုတွေလည်းရခဲ့ပြီးပေါ့လေဒါပေမဲ့အဲ့လိုစူးစမ်းနေတဲ့အလားတူတဲ့အင်းဟာဆူလာတွေနဲ့ဒီယာစီဆက်ဆက်လွဲချော်ခဲ့တယ်ဆိုတဲ့ဒီနေ့ဖြစ်နိုင်ပါမလားဒီနေ့အခွင့်အရေးရှိပါမလားဒီနေ့ဆိုဘယ်လိုကြောင့်ပိုဖြစ်နိုင်လဲဒါလေးတွေကိုပြောကြတဲ့အခါမှာတချို့နားလည်မှုတွေကအစီအစဉ်ချန်ပီယံဖြစ်ဖို့ ကျွန်တော်တို့ကဥပတိပြီးပူပြောနေသလိုတက်တက်ရောက်ပါတယ်လို့နော်ဒိတ်လည်းတက်ရောက်လိုက်အဲအဲ့လိုလေးတွေဂျိုနန်ရေရှင်းပြတာပါအဲ့တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ဟိုအာဆင်နယ်ကကိုဆိုရင်တော့ပြောသလိုဆိုရင်တော့ဒီနှစ်ကချန်ပီယံဝမ်းသာ ပြည့်ခဲ့ပြီလို့ပြောနိုင်မှာနော်ဟာဒါဖြစ်မဖြစ်ကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့နောက်ထပ်မန်စီးတီးကြောင်းလေးလည်းဟိုဟာကိုချင်းကြီးဆက်ပြီးပြောပါမန်စီးတီးကမထင်မှာပဲဒီယာဒီမှာကျွန်တော်တို့အားအသင့်စရာကောင်းတဲ့ ပြောနေတာဗျာမက်ဆီတီးပြီးခဲ့တဲ့ကျွန်တော်တို့မနေရာသီးတဲ့ချန်ပီယံတွေဖြစ်ခဲ့တာအဲရင်ကျွန်တော်တို့လည်း၄ရာသီး၄ရာသီးနောက်ဆုံး9ရာသီးမှာ6ရာသီးပါနောက်9နောက်ဆုံး9ရာသီးမှာ6ရာသီး6ရာသီးဖြစ်ခဲ့ဆိုအရင်ကတော့ထူးဆန်းမနေခဲ့ဘူးကျွန်တော်တို့တွေလည်းထူးဆန်းမနေခဲ့ဘူးဆိုတော့ဟိုတူမတပါဟိုဖြစ်ခွင့်ရှိမဲ့အတင်းဟာအရင်ဟိုအခွင့်အရေးသိရှိမနေဘူးပေါ့နော်ထူးဆန်းမနေဆိုတာမက်ဆီတီးလိုအတင်းတင်းချန်ပီယံဖြစ်မယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်တို့တော့ဒါသူပဲနေဖြစ်မှာပေါ့ဆိုတော့ယုံကြည်ချက်ကရှိဒီအတင်းဒီအတင်းဒီအချင်းဒီစုဖွဲ့ဒီဥဆောင်မှုနဲ့အဲ့တော့ဒီနေမျိုးရဲ့ ခံစားချက်ကြာနည်းနည်းလေးကွာကွာသွားပြီပေါ့အဲ့တော့ဒီနေ့မျိုးမှသာ तू ကမထင်မဖက်လုတ်ပြနိုင်မယ်ဆိုရင်အာကွာရီယူလာအရင်ဖြစ်ခဲ့တဲ့ဟာတဲ့ပူပြီးတော့ကျွန်တော်တို့အတိမတ်ပြရမယ့်ຢာစီတစ်ခု तू ထပ်လုတ်ပြနိုင်ပြီပေါ့လေဒုတိယအကြိမ်ပေါ့လေပရီးမီးယားလိမှာပဲနောက်ထပ်တစ်ကြိမ်ကွာရီယူလာကမ်ဘက်လို့ပဲပြောရမှာလို့ဆိုအဲ့တော့မန်စီးတီးကိုဒီຢာစီနေသားကိုရှင်းကြီးဘယ်လိုမြင်လဲပေါ့ဟုတ်နည်းနည်းတော့ဟိုအကိုပြောတဲ့ထင်မှလည်းပါတော့ မစတီလို့ပြောလိုက်တာနဲ့ဂွာဒီယိုလာပါနေတဲ့ဒီအသင်းကသူလုတ်ပြခဲ့တဲ့ရှေ့မှာကျွန်တော်တို့ကအရိဟာတွေနဲ့အသင်းအသင်းနဲ့နီးပြတယောက်နဲ့သူတို့ရှေ့ကဘာတွေလုတ်ခဲ့လဲဆိုတဲ့ဟာတွေကိုပြိတ္တတွေကမျက်လုံးနဲ့စွဲတယ်ဗျ။ခေါင်းထဲမှာလည်းဟိုဘာနေနေဗျာဂွာဒီယိုလာနဲ့မစတီဖြစ်တဲ့တကြောင်သူတို့ဘက်မှာထားတဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ချက် expectation ကယုံကြည်မှုကညင့်တယ်။ဟုတ်ပေါ့။မစတီကရှေ့မှာသူလုတ်ပြခဲ့တဲ့သူ့ရဲ့ standard ကို high level ကြီးကျွန်တော်ရှင်းနှစ်လောက်တည်းမှာသူက6နှစ်ယူထားတာကလောကတစ်နှစ်ရရသွားတယ်ဆလောကတစ်နှစ်ရရအဲ့တော့နှစ်နှစ်က ီ Liverpool ကဖောက်ထွက်တယ်အဲ့၈နှစ်လောက်တည်းမှာဒီ2019နောက်ပိုင်းတည်းက Guardiola ပထမဆုံးရသည်မှာသူ Premier League ကိုရောက်လာတယ်သူတည်းရုန်းကန်လိုက်ရတယ်အဲ့နောက်ပိုင်း2019နဲ့ကနေစပြီးတော့ Premier League မှာဒီ Messi kit တစ်ခုတော့ပြောလို့ရတယ်ဟုတ်ဒါ၈နှစ်တည်းမှာ6နှစ်ရတယ်အဲ့ထက်မှာ၄နှစ်ဆက်ရတယ်ပါတယ် Travel Champion League ဖလားရခဲ့တယ်တစ်နှစ်တည်းမှာဖလားသုံးလုံးရခဲ့တာ ਈ ပါတယ်တော်တော်လေးကိုဒီစံချိန်တွေရမှတ်တွေနဲ့ twin goal တွေ goal တရာကျော်ရပြီးတော့ရခဲ့တာ ਈ ပါတယ်ခန်းထားတာအများကြီးလုတ်လုတ်ပြခဲ့ပြီးပြီး အခုဆိုရင်ဒီပြီးခဲ့တဲ့ဘက်ကနိုင်ပွဲဆိုပရီးမီးယားလီဂ်250ပြည့်သွားပြီကွာတူလာပရီးမီးယားလီဂ်မှာပရီးမီးယားလီဂ်အသင်းတစ်သင်းနဲ့နဲ့ပရီးမီးယားလီဂ်မှာပွဲ250ပြည့်တာဖာဂူဆန်နဲ့အာဆဝင်ကပြင်သူပဲရှိတယ်။မိုရက်စ်တို့ပါလို့ရှိတယ်250ပြည့်တယ်။ဒါပေမဲ့သူတို့ကအသင်း3လေးနဲ့အဲတစ်သင်းနဲ့ပြည့်တာပရီးမီးယားလီဂ်မှာအဲ3ယောက်ပဲရှိတယ်ဆိုတော့တကယ်ကို ခန်းနာတယ်ပေါ့။အကျဲမှာမှာ तू ကပွဲ350မှာပြည့်။ပွဲနေဆုံးနဲ့ပါဦးဆန်က400ကျော်402ပွဲအစဝင်းက442ပွဲလားမသိဘူး။အဲ့လိုမျိုးရှိရ424ပွဲလားမသိဘူး။အဲ့မှာ400ကျော်တယ်ပွဲ400ကျော်ပါဦးဆန်တို့အစဝင်းကတော့အဲ့ပွဲ250မြောက်နိုင်ပွဲရဖို့။သူကကျတော့349ပွဲပွဲ350ပေါ့လေ။350မှာ250နိုင်တယ်ဆိုတော့ ratio ကြီးကကြောက်စရာကြီးပါ။အဲ့တကယ်လည်းကောင်းပါလား။အဲ့တော့ကျွန်တော်အဲ့ level နဲ့ပြောချင်တာက ကျွန်တော်တို့ Man City ကိုမျှော်လင့်လိုက်တဲ့အခါမှာ DR ဒီမှာတော့ Man City ကအဲ့ level နဲ့ပြောနည်းနည်းယော့တယ်လို့ပဲကျွန်တော်တို့ဒါပြောရင်မလွန်ဘူးလို့ထင်တယ်ဟုတ်ကဲ့ဘာလို့ဆိုတော့အများကြီးသူပြုတ်ပြင်းပြောင်းလဲမှုတယ်အများကြီးပြန်လုံနေရတယ်သူတို့2018လောက်ကနေစပြီးတော့ဒီ Man City တဲမိသွားပြီးတော့ခေတ်တစ်ခုစလာလိုက်တာကဟုတ်ကဲ့7နှစ်လောက်ကြာမှာတော့သူ့အသင်းကနည်းနည်းလေးအချိန်တန်ဘက်ကုန်ချင်လာပြီပေါ့နော်တချို့ကစားသမားတွေတက်ကြီးသွားပြီ အရွယ်လွန်သွားပြီဒီဘိုင်းလို့ဆိုအရွယ်လွန်သွားပြီသူ့မှာဘာနာတို့ဆေးပါတော့အခုတရားစီ၃လအသုံးနေတယ်ဘာနာတို့ဆေးပါရဲ့အကောင်းဆုံးခြေနေအသက်ရွယ်အကောင်းဆုံး prime time မဟုတ်တော့ဘူးရိုဒီသူ့ရဲ့ prime time ဆိုပေမဲ့ဒိုင်ယန်ပြဿနာတွေအများကြီးသူ့ကိုနှိပ်စက်လာပြီဆိုတော့ညသူ့မှာ မဖြစ်မနေလှုပ်ပြီးအပြောင်းလဲတွေကဒမန်တောင်းဆိုလာပြီသူအများကြီးခံစစ်မှာဆိုလဲရူဘန်ဒီယက်စ်တို့ဗာဒီယိုတို့ ਨੇ ကြားကန်ထားရဆိုမဲ့ဂျွန်စတုန်းတို့အကီတို့အခန်းကြီးဆိုရင်အစင်မပြေတို့ဒီယာကြီးပါအင်တာတို့အငှားချလိုက်အများကြီးသူယော့လာပြီသူကသူ့အသင်းကခန့်ဂူသမားဆိုလဲအီဒါဆန်နဲ့လုံးဝအလုံးမဖြစ်တော့ဒနာရမာကို ဒါပြန်ပြီးတော့ခေါ်တာမက်ဆီဒီကပြောမယ်ဆိုရင် तू ကပြန်ပြီးတော့ revolution တစ်ခုပြန်သွားနေရတယ်။ fashion 2.0ကိုပြန်သွားနေရတယ်။ဟိုစကူးမကူကာလာပေါ့ကွာပြန်တည်ပြန်တည်နေရတယ်အသေးပြန်တီဆောက်နေရတဲ့ကာလာဆိုတော့ဒီယာဒီမှာတော့အဲ့လိုချက်ချင်းတီဆောက်နေဒီ brand လဲထွက်သွားပြီးခန်းစစ်တွေရောကွင်းလဲတွေရောသူ့မှာပြင်စရာတွေအများကြီးပဲဂိုးသမားအနေစပြီးပြင်တာဂိုးသမားပြင်ထားတယ်တိုက်စစ်ကမဆိုးဘူးဟာလန်ရှင်းတဲ့ကြောင့်တိုက်စစ်ကဘာနေနေအချိန်တိုင်းကိုရမယ်ဟာလန်သွင်းသွားမှာပဲဆိုတော့ပုံစံတစ်ခုကရှိနေတယ်အဲ့ဒါလေးခံတာတယ်ဒေါ်နာရမရောက်လာတဲ့ကြောင့် ဟိုပြိုင်ဘက်ကဘစ်ချန်၃ချိန်လောက်မှာ၂ချိန်လောက်ကိုတော့ဒီကူးမကမှာပဲသိကြတယ်လုံးလေးလုံးနေချသွားတယ်ပြီးတော့ပြိုင်ဘက်တည်းရဲ့ fear factor မှာလည်းဘိုင်ဝမ်းတွေ့ရင်တော့မှယုံကြည်မှုမရှိဘူးဒနာရမောင်ကိုကြော်ရတော့တော်တော်မလွယ်ဘူးပေါ့နော်အဲ့ဒါလေးတော့ခံတာလာတယ်အဲ့တော့ခံစစ်ကြောင်းတွေအဲ့ဒါလေးကောင်းလာဒါပေမဲ့ခံစစ်တွေကွင်းလေတွေမှာဒီကစားမားလေးအရွယ်လွန်လာတာလေးကစားကြတာလေးဒဏ်ပြဒနာနှိပ်စက်တာလေးဒီဘိုင်းမရှိတော့တာလေးအခု4တန်းဟိုအဲ့ဒီဘိုင်းနေရာမှာပြန်သုံးနေတယ်ဒါပေမဲ့တရာစီတွေနဲ့ဒီဘိုင်းရဲ့ခြေရာ4တန်းနင်းနိုင်မှာမဟုတ်သေးဘူးချိန်တစ်ခုကျွန်တော်တို့ပေးရအောင်အဲ့တော့မက်ဆီတီကိုပြန်ချုပ်လိုက်ရရင်တော့ conclusion ဆွဲလိုက်ရရင်တော့ အဲမက်ဆီဒီချက်ချင်းကြီးဒီရာဒီမှာအောင်မြင်ဖို့ကတော့တော်တော်လေးတော့ဟိုကန်ဂျန်ဝရီယာပေါ့နော်အားလုံးတော့ပြေးဆိုရင်တော့ဖြစ်ကောင်းလဲဖြစ်နိုင်တယ်ဒါပေမဲ့အမြင်ပြောရရင်တော့လီဗာပူးတို့အာဆင်နယ်တို့ကနည်းနည်းလေးပိုပြီးတော့မက်ဆီဒီတဲ့ဆိုင်ချန့်စ်ပိုများမယ်လို့ကျွန်တော်ခန်းစားမိဟုတ်ကဲ့အဲ့တော့ပြန်ချုပ်ရရင်ခုချင်းကြီးပြောတဲ့ဟာကဒါဟိုဖြစ်နိုင်ဘလုံးမှာတော့ဟိုပြောနေကြတာလေဘာဖြစ်ဖြစ်နိုင်ဘာဖြစ်နိုင်တာဘာဖြစ်နိုင်တာဆိုရှုံးတော့ပြောတော့နိုင်နိုင်ကြမဖြစ်နိုင်ဘူးဘာဖြစ်ဖြစ်နိုင်တာနိုင်နိုင်ကြမဖြစ်နိုင်ဘူးအဲ့တော့ဟို ဒါဖြစ်နိုင်ခြင်းတွေလက်ရှိအခြေအနေတွေကိုပြောပြတဲ့အခါမှာမန်စီးတီးကဒီလိုလေးတွေရော့နေတယ်ပြန်လဲတိဆောက်ဆဲကာလလေးတွေဖြစ်နေတယ်ဆိုတော့ဟိုလီဗာပူးအာဆင်နယ်နဲ့ဆိုင်တော့အခွင့်အရေးမှာဖြစ်နိုင်ခြင်းရာဂိုင်တော့မှနည်းတယ်ပေါ့နည်းနည်းလေးပေါ့ရာဂိုင်တော့ဖြစ်ခြင်းလည်းဖြစ်တော့မှာပေါ့ရာဂိုင်တော့နည်းတယ်ပေါ့အဲ့တော့ဟိုဂွာဒီယိုလာရဲ့ဂွာဒီယိုလာရဲ့မန်စီးတီးကချန်ပီယံမှတ်တိုင်နေဆိုရင်တော့ သုံးလေးမှတ်တိုင်လောက်ချားသေးတယ်ဘတ်စကားနဲ့ဆိုသုံးလေးမှတ်တိုင်လောက်ချားသေးတယ်ကျွန်တော်တို့ကဘလို့ဘလို့စိတ်ထဲမှာထားရဲဆိုတော့ तू ကအချင်းချင်းယူပြထားတယ်မရလည်းမင်းဘာမှဖြစ်ဘူးပါဆိုကျွန်တော်တို့အချင်းချင်းပြောလို့နောက်ဆုံး၈နှစ်မှာ၆ချက်ယူထားတယ်မရလည်းဟိုအဲ့ဒါနဲ့ပတ်သက်လို့ဗျာသိခံစားမနေကြဘူးဟုတ်ကဲ့အာဆင်နယ်ကိုကြတော့ဒီလိုကျွန်တော်တို့ပြောတဲ့ထဲမှာဇောင်းပေးပြောရဲဆိုတော့ ရာဂာနီနှစ်ယောက်သွားတယ်နောက်နောက်တစ်ကြိမ်နှစ်ထက်ရနောက်တစ်ကြိမ်နှစ်ရတယ်ပြီးတော့ဒီရာဂာနီအခြေအနေလေးတွေမှာပြန်ပြန်ပြုတ်ကြသွားပြီးတော့သူကနှစ်ပေါင်းများစွာဖလားဝင်နေတာဟုတ်ဟုတ်တယ်ကျွန်တော်တို့ဘောလုံးကိုစပြီးတော့ဟိုထဲထဲဝင်ဝင်ကြီးတက်ခဲ့တဲ့ကမရခဲ့တာအခုကျွန်တော်နှစ်20ကျော်သွားပြီကျွန်တော်တို့20လောက်တည်းကမရခဲ့တာကွာအခုကျွန်တော်တို့ဒီမှာ40ဝင်းကျင်ကျော်လာပြီဆိုတော့အခုဒီမရဘူးဆိုတော့မသိမထူးဆန်းဘူးဆိုတော့ဒီအချိန်ပြန်တက်လာတဲ့အခြေလေးကိုအကုန်လုံးကသူ့ကိုစေတနာလေးလည်းပုံမှာပေါ့ကွာဒါပေါ့လေဒီနေ့တော့ရတဲ့နဲ့ရလိုက်ရင်လည်းအကုန်လုံးအတွက်ဒါ ဟိုပို့ပြီး appreciate ဖြစ်မှာပါကျွန်တော်ထင်ပါတယ်အာဆင်နယ်ကိုမရသိမှုဆိုတာ throw နေတာနေနောက်ပြောင်နေရရှိမှာတကယ်အာဆင်နယ်ရသွားလို့ကြိတ်နိုင်ခဲမရဖြစ်ပြီးတော့ဟို မချစ်တင်ခံစားနေရဗိတ်တက်လေအများကြီးရှိတော့ပါတော့ရှိနိုင်ပါဘူးရှိနိုင်ပါဘူးဟုတ်ဒါ ဟိုဘယ်လိုပြောရမလဲဒီအခြေအနေတစ်ခုကအားလုံးဟိုအပျော်တွေကူးဆက်နိုင်တဲ့ဟာပေါ့နည်းဒါလည်းဟိုကူးဆွေးဆိုပြောတာလည်းပါပါတယ်ကျွန်တော်တို့အာဆင်နယ်ကိုအရင်ဟိုဖြစ်စေခြင်းနေတာဟိုဖြစ်ကြတာမဟုတ်ဘူးအဲ့တော့2003 2004တောင်ဆိုရခဲ့ဆို20ကျော်နေပြီနော်20ကျော်နေပြီဆိုတော့ဟောဘာလို့မရရလဲကွာပြောရင်းနေပဲမရတဲ့အကြောင်းတွေအဆင်မပြေတဲ့အကြောင်းတွေပြောရင်းနေပဲသူအကြောင်းတွေများများနေတယ်အခု Champions League စိန်ခေါ်လာနိုင်တော့လဲစိန်ခေါ်လာနိုင်ရင်းနေဘာလို့မရရလဲဆိုတာလေးဆက်ပြောနေကြတယ်ပေါ့လေအဲ့တော့ဟိုသူများတွေကဖြစ်ဖြစ်သွားပြီသူကဘာလို့မဖြစ်သေးတာဆိုတာလည်းဆက်ပြောနေရတာအဲ့တော့ ော့သူเจ้าပြောတာပူများနေတာလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့အဲ့တော့ကျွန်တော်တို့ဒီစနေအစီအစဉ်လေးကိုဒီ title challenger အသုံးသင်းအကြောင်းပြောရင်းနေပဲဟိုပြည့်စုံဆုံးပြောဖို့တော့ခဲနေပါလေဆိုတော့ဟိုဟိုအချိန်တွေလည်းအများကြီးလိုရတယ်ပြီးတော့ကျွန်တော်တို့ကလည်း YouTube ရဲ့ပြောကြတဲ့အခါဟိုလက်တလောခေါင်းထဲမှာပေါ်လာတဲ့ရှူတောင်တစ်ခုကနေကောက်ပြောကြတဲ့အခါမှာပြီးရင်ကျွန်တော်တို့ဒီစီစဉ်ပြီးနောက်ထပ်တွေးမိတဲ့ရှူတောင်တွေအများကြီးထပ်ပေါ်လာတာစကားလုံးတွေလည်းအများကြီးရှိရှိလာနိုင်သေးတယ်ပေါ့ဒါပေမဲ့ YouTube ရဲ့ပြောကြတဲ့အခါမှာတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ဟိုလုံလောက်အောင်ပြောခဲ့ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တနင်္ဂနွေစီစဉ်မနေ့ဖက်မှာဆက်ပြီးပြောချင်တာတွေရှိသေးတယ်ပေါ့နော်အားလေးတွေပါဆိုနီးပြနေနဲ့ပဲဒီနေ့ပတ်သက်ပြီးပြောတော့ ဘလို့ဟိုနီးပြအကြောင်းလေးတွေပြောနေတာဗျာဥပမာအဖြစ် Guardiola ဆိုလို့ရှိရင်ဟို Ferguson အဆင်ဝင်က Ancelotti လို့ခေတ်ကခေတ်ထဲကနီးပြလားဒါမို့ဒီဘက် Arteta တို့ ਨੇ သူကအငယ်တည်းကအဲဒီဘက်အဲ now generation တွေကလား तू က old school တွေကလား new school တွေမှာလား तू ကဂျားတွေကလားအဲအဲ့လိုပေါ့နော် Mourinho ဆိုရင်ဘယ်ထဲကသွားရလဲအဲအဲ့ဒါလေးတွေကိုကျွန်တော်နီးပြတွေအကြောင်းလေးမနက်ဖြန်စီစဉ်မှာဆက်ပြောခြင်းပါတယ်နော်ဟုတ်ကဲ့ပါဟုတ် channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်များများကျွန်တော်တို့ရဲ့ဘောလုံးရက်ွက်ဒီနေ့တင်ဆက်မှုကိုဒီမှာနားကြင်ပါတယ်မနေ့ဖက်မှာလည်းကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်မှာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုစိုးဝင်းဆိုကိုချင်းညီတို့နဲ့ဆွေးနွေးသွားကြမှာဖြစ်လို့တဲ့ဆောင်းမြောကြည့်ရှုအားပေးနိုင်ကြပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ပရိသတ်တွေအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ